တိမောက်ဖွဲရသတင်းကဘာကဥစွာတင်ဆက်မဲ့သတင်းကတော့မိမိသဘောဖြင့်ပြန်မဲ့သူများငွေနဲ့လည်းရင်လက်မှတ်ပေးမယ်လို့ transfer ရတဲ့တင်ဖြစ်ပါတယ်။ American တမရဒေါ်နယ်ထရန့်ဟာလူဝေမှုကြီးကြေးရေးစီမင်းများကိုအနှဲငယ်ရွှတ်ချတဲ့အနေနဲ့မိမိသဘောဖြင့်နေရပြန်မဲ့ရွှေ့ပြောင်းနေထိုင်သူများကိုငွေချင်းနဲ့လည်းရင်လက်မှတ်စီစဉ်ပေးမှဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ ၎င်းသမရာဖြစ်လာပြီးနောက်နိုင်ငံတွင်ရှိရွှေပြောင်နေထိုင်သူများကိုနေရပြန်ပို့နိုင်ရန်ဂျိုပန်လျက်ရှိပြီး၎င်းရဲ့အဆိုအရဟာအဆိုပါကိစ္စကိုအပြည့်အဝအာရုံစိုက်နေတယ်လို့လည်းပြောကြားခဲ့တယ်လို့ဆိုပါတယ်နေရပြန်ပို့မယ့်သူတွေတကတချို့ကိုတော့ထောက်ပံ့ခြင်းနဲ့လေရင်လက်မှတ်စီစဉ်ပေးသွားပါမယ်အမေရိကရဲ့နေနေတုံမှာနာမည်ပြတ်မရှိဘဲကောင်းကောင်းမွန်မွန်နေခဲ့ရင်ဒီထောက်ပံ့မှုကိုရမှာဖြစ်တယ်လို့အမေရိကဘက်ကလိုအပ်လာရင်လည်းတနိုင်သမျှမြင်မြန်ပြန်ခေါ်မှာပါလို့လည်း၎င်းကဆက်လက်ပြောကြားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင် ဆလတ်တင်ဆမဲတဲ့ရင်ကတော့ရှီရဲ့ခရီးစဉ်တွင်တရုတ်နဲ့ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်။အမေရိကကမြန်မာလှတဲ့အခွန်များကိုစီကြံနေစဉ်ကုန်သွယ်ရေးကဏ္ဍတွင်တစ်ဖက်နဲ့တစ်ဖက်ပုံမပူပေါင်းဆောင်ရွက်ရန်လိုအပ်တဲ့အတွက်တရုတ်နဲ့ဗီယက်နမ်တို့ဟာသဘောတူညီစာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ ကဘာတဝမ်းမှာအခွန်တိုးမြင့်ချမှတ်မှုကိုဆိုင်းငံ့ထားတဲ့တက်တန်းကုံဆုံးမဲ့ဇူလိုင်လတွင်ဗီယက်နမ်အနေနဲ့အမေရိကရဲ့အခွင့်အစည်းချက်မှု46ရာခိုင်နှုန်းကိုရင်ဆိုင်ရမှဖြစ်တဲ့ကဲ့သို့တရုတ်ဟာလည်း145ရာခိုင်နှုန်းအထိအခွင့်အစည်းချက်ခံရမယ့်အရေးကြောင့်တရုတ်သမ္မတရှီဟာအာဆီယံဒေသအတွင်းသို့ညှိနှိုင်းရေးခရီးစဉ်ကိုပြုလုပ်ရခြင်းလည်းဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ နောက်ဆုံးနေဆက်မဲ့သတင်းကတော့ထိုင်းနိုင်ငံချောင်ပိုရီခရိုင်တွင်မြန်မာနိုင်ငံသားအချင်းချင်းတာခုံမှုဖြစ်ပေါ်ခဲ့ပြီးတအူးသေးဆုံးတအူးဒီယန်ရရှိတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံချောင်ပိုရီခရိုင်တွင်မြန်မာနိုင်ငံသားအချင်းချင်းတာခုံမှုဖြစ်ပေါ်ခဲ့ပြီးတအူးသေးဆုံးကတအူးဒီယန်ရရှိခဲ့တယ်လို့ထိုင်းခြေဆိုင်ကာရာအိုဆက်မီဒီယာကဖော်ပြပါဗျာ။ ချောင်ပူရီခရိုင်ခရိုင်မူရှိရွက်ရှိတိုက်ခန်းတစ်ခုတွင်ဧပြီလ14ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအသက်30အရွယ်အမျိုးသားတအုပ်သေးဆုံးပြီး22နှစ်အရွယ်အမျိုးသားတအုပ်မှာထရန်ရရှိခဲ့ပါသည်။၎င်းအဖြစ်အပျက်မှာအဆိုပါအဆောက်အုံတွင်နေထိုင်သူများအတွက်အထိတ်တလန့်ဖြစ်စေခဲ့ပြီးတရက်ခံကိုရှောက်ဖွေနေရလို့အာနာပိုင်များပြောဆိုချက်ကိုကိုးကားပြီးသတင်းများမှဖော်ပြထားကြောင်းသိရပါရရှင်။